အခုတခုလောက်လေးမေးချင်လို့ပါဗာမေးမလို့လေအော်အခုအာရုံစင်းချိန်ဆိုတော့လေအခုအိမ်မပြောင်းမနေဒီမှာဘာထိုင်လုံနေရလဲလို့အဲ့လေတီးလို့ရမလားရှင်ပြန်ပါလေအိမ်ကအော်ပြန်ပါလေအိမ်မပြန်ပါဆိုတော့ဟိုအိမ်မလေးမိမကြုံမဲ့မိမမရှိလို့လားဒါမှမဟုတ်ရင်ရှိလားအိမ်မအကိုပြန်လာမအောင်စောင့်နေတယ်မိမလည်းရှိတယ်တားလည်းရှိတယ်တမီးလည်းရှိတယ်ဒါပေမဲ့ဒီနေ့ကအလုပ်ထမအဆင်မပြေဘူးလေဒေါရတွေထွက်နေတယ်လှုပ်လဲဆင်မပြေစိတ်တွေရှုပ်နေတော့ ီချိန်အိမ်ပြန်နွားလိုက်လို့ရှိရင်မလိုအပ်ဘဲနဲ့မိမကိုဒေါရတွေပြောမိမှာဆိုလို့ကလေးတွေကိုဒေါရတွေနဲ့ဆက်မိမှာဆိုလို့အဲအကြောင်းမို့ဒေါရတွေကိုဒီမှာလာပြီးတော့ရှော့ချနေဒေါရတွေနည်းနည်းလေးပြေသွားပြီဆိုတဲ့အချိန်မှာအိမ်ပြန်ပါလေအော်ဒါဆိုလို့ရှိရင်ဒါဒေါသတွေချော့ပြီးတော့ဒေါသတွေပြေသွားပြီဆိုလို့ရှိရင်တော့အိမ်ပြန်မှာပေါ့နော်အေးပေါ့မဟုတ်လို့ရှိရင်အလောက်ထမအဆင်မပြေရတော့ဒေါသထွက်နေရတော့အိမ်မှာကျတော့မိမရောကလေးရောက အကိုမျက်နှာကြည့်ပြီးနေနေရတာလေအကိုကအဲ့လိုစိတ်ဆိုးဒေါရထွက်နေဆိုသူတို့လည်းနေစရာမရှိဘူးဆိုရင်ဒါမကောင်းဘူးဆိုတော့အဲ့ဒေါရတွေကိုဒီမှာရှော့ပြီးသွားပြီးဆိုမှအိမ်ပြန်မှာဒီကလေးလို့စိတ်သက်ရှိတဲ့သူတွေများများပေါ်ထွန်းစေခြင်းတယ်တချို့သူတွေကြတော့လည်းပဲအမမိစိတ်အဆင်မပြေတာကိုကိုယ့်ရဲ့ဇနီးမယားပေါ်သွားပုံချတယ်ကိုယ့်ရဲ့သားသမီးတွေပေါ်ကိုသွားပုံချတယ်เนาะအဲ့တော့ဘလိုင်းပေါ့เนาะ ဟိုတခါကြီးကြတော့ကိုသားသမီးကဘာမှအပြစ်မချူလွန်ရပဲနဲ့ကိုရဲ့ဇနီးမယားတွေကိုရဲ့လင်ယောက်ျားတွေကဘာမှအချူအပြစ်မချူလွန်ရပဲနဲ့အဆူခံရတဲ့ဆဲခံရတဲ့အခါမှာသူတို့မှာ trauma လို့ခေါ်တဲ့စိတ်ထန်ရာတွေအဲရသွားတာပေါ့နော်အဲ့လိုစိတ်ထန်ရာရသွားတဲ့သူတွေအားလည်းပဲအာလောကကြီးအတွက်ကောင်းချိုးပြုလိုက်နိုင်ဖို့အလားအလာအင်မတန်မှနေပါတယ်နော်အဲ့တော့မိမိရဲ့စိတ်ကိုမိမိငြိမ်းချမ်းအောင်နေပါ မိမိစိတ်ကိုမိမိစောက်ရှောက်ခြင်းဖြစ်သူတစ်ပါးတွေကိုစောက်ရှောက်ရည်တဲ့เนาะအဲ့တော့အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ